DSI မှာလို့လိမ်ငယ်က PhD ဘွဲ့ရထိုင်းလူငယ်အင်ဂျင်နီယာထံမှကြားဖြတ်သမားတွေက batch တန်းကျော်လိမ်သွားတယ်လို့ဆိုပါတယ်အသက်32နှစ်သာရှိသေးတဲ့ PhD ဘွဲ့ရထိုင်းလူငယ်အင်ဂျင်နီယာ CWAT ဆိုသူကို ကြားဖြတ်လူလိမ်တွေကသူတို့ကိုသူတို့ထိုင်းထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန DSI မှာဆိုပြီးတော့လိမ်လည်ချင်းချောက်ပြီး batch တန်းကျော်ရယူသွားတဲ့ဖြစ်စဉ်တခု ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီဖြစ်ဟာထိုင်းလူမှုကွန်ရက်သုံးဆွဲသူတကြားထဲမှာတော်လေးကိုဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။အဲ့ဒီ post ကို ထိုင်းလူမှုကွန်ရက်မီဒီယာပေါ်နာမည်ကြီးတက်ကြွလှုပ်ရှားသူဖြစ်အောင်မြင်နေတဲ့ရှင်တန်ချင်းအဖွဲ့ကသူတို့ရဲ့ Facebook ပေါ်မှာပြန်ဝေပြီးလူသိများသွားတာဖြစ်ပါတယ်။ပြင်ပမှာ6နှစ်ကြာလောလောကန်ကစူးစောင်းမိပြီးထိုင်းကို ပြန်လာတာတနစ်ဝင်ကျင်သာရှိသေးတဲ့စူဝတ်က မိမိစီကိုကြားဖြတ်လူလိန်တွေရဲ့ဖုန်းခေါ်ဆိုမှုတွေအရင်တုန်းကရှိခဲ့ပေမဲ့ကြိုသိနေတဲ့အတွက်ပြဿနာမရှိကြောင်းဒါပေမဲ့ခုလေးလေးမှမမိမိကိုပူပေါင်းဆောင်ရွက်စေလိုစိတ်ကြောက်စိတ်ခိုင်းစစ်သည်များလိုင်းနာစေဖို့စိတ်တွေပေါ်တဲ့အထိအကွက်ချပြီးတော့မယုံမရှိဖြစ်ရလျောင်အပိုင်နေနေချင်းဖြစ်တဲ့အတွက်အံ့ဩကြောင်းဖွင့်ဟပါတယ်လေးလေးပေါ်က AB9 ရဲ့ကကြောက်ဖြတ်လူလိန်တယောက်ဟာသူ့စီဖုန်းခေါ်ဆိုလာပြီး တော်ဒီဆိုင်မှာအရာရှိဖြစ်ကြောင်းမကြသိခင်အားဖန်ဆီးခံရတဲ့နိုင်ငံသိနိုင်ငံရေးသမားဟောင်းနဲ့ပတ်သက်တဲ့ဘဏ်အကောင့်ကိုစူဝက်ကဖွင့်လှစ်ထားလို့အမှုကြီးစွာပတ်နေကြောင်းချင်းချောက်လာပါလေ။အဲ့နောက် line မှာတငယ်ချင်းဖြစ်အဲ့ဒီလူကိုလက်ခံပြီးဗီဒီယိုကောပင်ပြောစီပြီးတော့အမှုတွဲတန်တရားတရားခံဖြစ်စေတဲ့စာရွက်စာတမ်းတွေကိုပါ အခိုင်အမာထုတ်ပြလာပါလေ။ ငွေကြေးလမ်းကြောင်းစစ်ဆေးဖို့ဗန်အတွင်းမှာရှိတဲ့ငွေတွေကိုအစစ်ဆေးခံဖို့လွှဲပေးရမှာဖြစ်ပြီးအမှုကြီးတဲ့အတွက်အခန်းတစ်ခန်းထဲမှာကိုယ်တိုင်အပြင်ထွက်ခွင့်မရပဲပိတ်လောက်ကမ်းစုံစမ်းနေရခြင်းဖြစ်တယ်လို့ပြောပါတယ်။တခြားတရက်ဆိုင်မှာအရာရှိဟန်ဆောင်သူအမျိုးသမီးအတန်နဲ့ပဲအမှုကိုအဟုတ်ရှိတဲ့အတိုင်းစင်ကာဖုံးဆက်ခဲ့ပြီး900ညလုံးငွေတွေ17ကြိမ်လွှဲပြောင်းပေးရခဲ့ပြီးစုစုပေါင်းဘတ်8တန်းကျော်ပါသွားပါတယ်ဒီလောက်နဲ့အားမရပဲဘတ်9တန်းတန်းကွန်တိုကို ပေါက်နှံပြီးအဲ့ဒီငွေကိုပါလွှဲပေးဖို့ခိုင်းစေမှုအားကြောင်ရုံစိမ့်နဲ့လိုက်လုခဲ့ရာပေါက်နှံမှုမအောင်မြင်တဲ့အတွက်ကြောင့်သာကန့်ကောင်းခဲ့ကြောင်းရှင်းလင်းပြောပါတယ်။ထိုင်းနိုင်ငံလက်ရှိမှာမြန်မာနိုင်ငံမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကိုစီမံကိန်းချပြီးတရုတ်ပါအာဆီယံနိုင်ငံတွေနဲ့ပူးပေါင်းနှင်နေနေတဲ့ဆိုပေမဲ့ထိုင်းနိုင်ငံတွင်ခုလိုအစိုးရအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနေမပါတုံးချပြီးအတန်းနဲ့ချီလေးလေးခံရမှုတွေပပျောက်သွားခြင်းရှိတဲ့အတွက်ဝေဖန်မှုတွေစက်တိုက်ခွက်ပေါ်နေတာဖြစ်ပါတယ်။